မြောင်မြမျိုးကအာထက6ကျောင်းတူလေးကိုအုပ်စုဖွဲ့ပြီးတော့เนาะပားရိုက်မှုရိုက်နှက်မှုတွေเนาะကျွန်တော်တို့အကြမ်းဖက်မှုတွေပေါ့เนาะအဲ့ဒီကိစ္စကတော့ဟိုသေးလာမလားလို့เนาะကျွန်တော်တို့ကြီးတဲ့ကြီးလာပါပြီကြီးလာတဲ့အကြောင်းရင်းတွေကလည်းရှိတယ်အကြောင်းကြီးရောပြရားရေးမှုရောကျွန်တော်တို့တာဝန်ခံမှုတာဝန်ယူမှုကျွန်တော်တို့မတွေ့ရတာဖြစ်တဲ့တော့မနေကားဆိုရင်ဒါမြောင်းမြမှာရှိတယ်ပေါ့เนาะအဲ့ဒီအကြောင်းကိုပေါ့เนาะအာထက6ရှေ့မှာ ဆရာဆရာမတွေကိုအပြင်ထွက်ခိုင်းပြီးတော့အမျိုးလုံးကအချောင်းသားမိပါတွေကတွားရောက်ပြီးတော့ဆန္ဒပြမှုတွေလှုပ်ဆောင်ခဲ့ကြအောင်ကျွန်တော်နေနဲ့တွေးအားပါတယ်နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လေဘာချုပ်ဆရာတော်ဖျားကြီးကလေနော်ပြောလာတာတွေရှိတယ်ဆက်လက်ပြီးတော့သင်ဆက်ပေးပါမယ်အမှန်မှဆိုရင်ဒီကိစ္စကလုံးဝနဲ့နှစ်ကလေးကနေဖြစ်ပွားခဲ့တာနော်ဒါလှုပ်တဲ့သူရဲ့မိဘတွေကပတ်စံနဲ့ကြည်အေးပေးလိုက်လို့အเจ้าဆရာမကြီးကကျွန်တော်နှုတ်ပိတ်ခဲ့တာကြာပြီဒါပေမဲ့ဆိုရှယ်မီဒီယာထက်မှာအခုမှတက်လာဖြစ်တဲ့အတွက် အခုလိုမျိုးပြဿနာတွေကသေးတာမဟုတ်ဘဲနဲ့ကြီးလာတာဖြစ်တယ်။တနိုင်ကလုံးကမိဘတွေနော်ကျတို့တာသမီချင်းကိုချင်းစာတာဖြစ်တဲ့အတွက်အခုလိုမျိုးနော်ဆိုရှယ်မီဒီယာထက်မှာမမီရဲ့အမြင်တွေကိုပေါ့နော်ကျွန်တော်မျှဝေလာခဲ့ကြတာဖြစ်ပြီးတော့ခုချိန်မှာအယံကိုဒီကိစ္စအခြေပြန့်သွားပြီးဆန္ဒသွားဖို့ထုတ်တဲ့အချိန်ဖြစ်သွားခဲ့ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးဘာချုပ်ဆရာတော်ဖျားကြီးကများစွာပြီးပြောသွားခဲ့တယ်ဆရာတော်ဖျားကြီးကယနေ့ခေတ်ဟာတိုင်းပြည်ပြတ်နေတယ်ပြီးတဲ့ခါကျတော့ကဘာပေါ်မှာလေ ဒါအင်တာနက်စမတ်ဖုန်းတွေပေါ်လာတဲ့အခါကျတော့လူငယ်လေးတွေဟာစမတ်ဖုန်းတွေကိုင်ကြရီဆိုတော့ဆိုရှယ်မီဒီယာမှာက information တွေကအများကြီးပဲကောင်းတာတွေလည်းရှိတယ်မကောင်းတာတွေလည်းရှိတယ်ကလေးတွေရဲ့ဉာဏ်ပညာနဲ့ဆိုရင်တော့ကျွန်တော်တို့ critical thinking ရောစဉ်းစားတွေးခေါ်နိုင်တဲ့အစွမ်းတွေရောကျွန်တော်နေနေဒီငငယ်ရွယ်ရွယ်နဲ့တော့ကျွန်တော်မရှိနိုင်သေးတဲ့အခါကျတော့ ော်ဆိုရှယ်မီဒီယာထက်မှာနေတိုင်းနော်ဟိုမှာတော့လူပနေရောက်သေးတယ်ဒီမှာတော့ရိုက်နှက်ကြတယ်ဒီမှာတော့လူသက်မှုဖြစ်တယ်ဟိုမှာတော့တနက်နေ့ပြေခမ်းတဲ့အဆရှိဖြစ်ဒီလိုမျိုးတွေးတဲ့အတိုင်းကိုပဲကျွန်တော်နေတိုင်းနော်မြင်တွေ့နေရတဲ့အခါကျတော့နော်ကလေးတွေဟာဒါလူဒီလိုမျိုးတွေကိုပေါ့နော်ကျွန်တော်တို့ဒါတန်ပန်ကိစ္စအနေနဲ့ပဲမြင်တွေ့တော့တာပဲဖြစ်ပါတယ်ဒါကိုဘာချုပ်ဆရာတော်ဘုရားကြီးကပြောချင်တာဒါကြောင့်မလို့ပေါ့နော်ဒီခေတ်ဒီအချိန်နေနေကလေးတွေကိုတည်တည်ချာချာစုံးမသွန်သင်ပေးဖို့လိုတယ်အင်တာနက်နော်ကျွန်တော်တို့ဖုန်းတွေတွေအများကြီးပေးမကင်သင့်ဘူး ကလေးတွေဟာเนาะအတူယူမာတယ်လို့ဘာချုပ်ဆရာတို့ဖျားကြီးကပြောသွားခဲ့ခြင်းပဲဖြစ်ပါတယ်ဒီလိုမျိုးเนาะဇိတ်ကြမ်းရတာဟုတ်ပဲเนาะမယံရတာဟုတ်ပဲကောင်းတဲ့လောက်ရလို့တို့အမြင်မှာဒါတွေးတော်ကြတယ်ပေါ့เนาะအုံတော့ကအဲ့လိုဖြစ်သွားဟာပဲဖြစ်ပါတယ်เนาะဆိုတော့ဒီလိုမျိုးအခြေအနေတွေကိုเนาะကျွန်တော်ပြန်လည်ပြီးတော့ဖြုတ်ပြင်နိုင်ဖို့ဆိုရင်ဘာချုပ်ဆရာတို့ဖျားကြီးကတင်ခန်းစာအနေနဲ့เนาะထိုက်တဲ့လောက်တည်တည်ချာချာ အပြစ်ပေးခြင်းเนาะကျွန်တော်တို့တည်တည်ချာချာနားလေသဘောပေါက်အောင်ဆုံးမခြင်းတို့ဖြစ်ပညာရေးသဘောတရားအရာပြန်လည်နားအောင်တုံ့ပြန်ပေးခြင်းတို့ဖြစ်လှုပ်ဆောင်တဲ့နေဆိုပြီးတော့ဘာယူဆရာတို့ဖျားကြီးကတော့